အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်တော့စားလို့အရန်ကောင်းတဲ့စာနဲ့လှုပ်ထားတဲ့ cupcake ပုံစံလေးပါနော်ကလေးငယ်တွေကလည်းတအားကြိတ်ကြပါတယ်ထမင်းမစားချင်တဲ့ကလေးငယ်အတွက်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်နော်ကဲကျမရဲ့လုံလေးလေးကိုချီကျရအောင်ပထမဆုံးဒီကြိတ်ဆက်ထဲမှာချက်ပြီးသားထမင်းကိုထမင်းစားစုံလေးစုံကိုထည့်ပါမယ် ြည့်ရင်ရေကိုတော့200 ml ကိုထည့်ထားပါမယ်။ပြီးတဲ့အခါကျတော့တကြားကို ထမင်းစားစိုးနှစုံကိုထည့်မယ်။ဓာတ်တွေအလုံးကိုညှက်နေအောင်ကျွန်မကြိတ်ထားပါမယ်။ အခုလိုမျိုးထမင်းလုံးလေးတွေကြီးကြီးကလေးညစ်ညစ်ကလေးဖြစ်နေပြီဆိုရင်တော့ဒီစလုံးထဲမှာပြောင်းထဲပါမယ်။ပြီးရင်ဆာမုန်တစ်ခွက်ထဲပါမယ်။120 gram ပါ။ပြီးတဲ့အခါကျတော့သစေးကိုထမင်းစားစွန်းတစ်စွန်းကိုထပ်ထဲပါမယ်။အားလုံးတမအောင်ကျွန်မခဏလေးမွေထားပါမယ်။ မုတ်သားလေးတွေကခဏလေးဆိုရင်တော့အားလုံးတမသွားပါပြီနော်ဒီလိုအနေထားလေးဆိုရင်တော့လေလုံအောင်ကျွန်မပိတ်ထားပါမယ်ဒီပလတ်စတိတ်နဲ့လေလုံအောင်ပိတ်ထားမယ်ပြီးရင်တနာရီလောက်ကိုကျွန်မနှက်ထားပါမယ်အခုဆိုရင်တော့တနာရီလည်းပြည့်သွားပါပြီမုတ်သားလေးတွေကြည့်ပါအောင်ပွက်လာပါတယ်နော်ဒီထဲမှာကျမထမင်းစားစွန်းတစ်စွန်းစာစီကူထည့်ပါမယ် ပြီးရင်အရသာသွဲစားနည်းနည်းလေးထည့်ထားမယ်။အားလုံးတမအောင်ခဏလေးမွေထားပါမယ်။စီထဲလိုက်တော့မုတ်သားလေးတွေက ပူပြီးတော့ဣလာပါတယ်နော်ဒီလိုအနေထားလေးအားလုံးတမသွားပြီဆိုရင်တော့ကျမရေကိုစကြိုပါမယ်ရေထည့်မယ်ပြီးရင်မီးဖိုပေါ်မှာရေကိုကြိုထားပါမယ် ေါင်းဦးထဲမှာရေကြိုနေတဲ့အတော်တွင်မှာဒီမုတ်သားလေးတွေကိုထည့်ရလွေအောင်လုပ်တာလေးထဲမှာပြောင်းထည့်ပါမယ်ပြီးရင်ဒီပုံဆောင်ခွက်ထဲမှာအတာကလေးလောင်းထည့်ပါမယ်အခုကျမလုပ်နေတာကတော့မိသားစုတစုစာအတွက်ပဲဖြစ်ပါတယ် တကယ်လို့များကိုကအများကြီးလုပ်ချင်နေဆိုရင်တော့ကျမရဲ့လုံနေလေးအတိုင်းနှစသုံးစာထည့်ပြီးတော့လုံလို့ရပါတယ်နော်အခုဆိုရင်တော့အကုန်လုံးလဲထည့်ပြီးသွားပါပြီကြိုနေတဲ့ရေကလည်းစူနေပါပြီနော် ဒီပောင်းကိုထဲမှာမုတ်သားလေးတွေကိုအတကလေးထားထားမယ်ဒီအငွေ့နဲ့ကြက်နေအောင်အပေါ်မှာဖုံဖုံထားမယ်ပြီးရင်ခဏလေးတည်ထားပါမယ်15မိနစ်လောက်အကြာမှာတော့ကြည်ပါဦးမုတ်သားလေးတွေက ဖောင်းကြွနေပါတယ်နော်ကြက်မကြက်ကိုကျွန်မဒီတုတ်ချောင်းလေးနဲ့စမ်းကြည့်ပါမယ် ကဲကြည့်ပါဦးမကြက်သေးဘူးနော်ကတ်ပြီးတော့ပါနေပါတယ်ပြန်ပြီးတော့တည်ထားပါမယ်နောက်ထပ်10မိနစ်ဆိုရင်တော့ပြန်ကြည့်လိုက်မယ်ကဲကြည့်ပါဦးမုတ်သားလေးတွေဒုတ်ချောင်းပေါ်မှာကတ်မနေတော့ဘူးနော်ကြက်နေပါပြီကြက်နေပြီဆိုတော့ဒီမုတ်သားလေးတွေကိုမြေဖို့ပေါ်မှာချထားမယ်ပြီးရင်အေးခံထားပါမယ် မိနစ်20လောက်ဆိုရင်တော့အေးနေပါပြီနော်ဒီမုတ်လေးတွေကိုဒါလေးနဲ့အသားကလေးခွာပြီးတော့ယူထားပါမယ်ကဲကြည့်ပါဦးစားချင်စရာလေးနော်အရန်လာပါပြီးတော့အရန်စားချင်စရာလေးပါနော်မုတ်သားလေးတွေကရွရွလေးနဲ့အီအီလေးနဲ့အလွန်ကိုအရသာရှိတဲ့ cupcake လေးပါအကုန်လုံးကိုဒီပုံစံလေးနဲ့ကျမဆယ်ထုတ်ထားပါမယ် အခုဆိုရင်တော့အကုန်လုံးပြီးသွားပါပြီနော်အရန်စားချင်စရာကောင်းတဲ့ cupcake လေးရနေပါပြီဒီတစ်ခုကိုယူထားပြီးတော့အလဲကနေဒါလေးနဲ့ပိုင်းထားပါမယ်ကဲကြည့်ပါဦးအတွင်းသားလေးတွေကအီအီလေးနဲ့နော်အရန်စားချင်စရာလေးပါမမအီလေးနဲ့နော်ဒီလိုအနေထားလေးဆိုရင်တော့အလွန်အရသာရှိတဲ့ cupcake လေးရနေပါပြီစမ်းကြည့်ပါမယ် စမ်းကြည့်လိုက်တော့လေအလွန်ကိုရတာရှိပါတယ်နော်ကိုကချွချိုလေးကြိုက်တယ်ဆိုရင်တော့တကြားကိုထထည့်ပေးပါအခုကျမလုပ်တဲ့လုံနေလေးကိုတစ်ခေါက်လောက်စမ်းကြည့်ကြပါဦးနော်အစာမစားနိုင်တဲ့လူအတွက်တော့ပိုးပြီးတော့အဆင်ပြေတဲ့မုံလေးပါ အခုလိုကျမရဲ့ဗီဒီယိုလေးကိုကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်။အားရှိသွားအောင်လည်း like share subscribe လေးတွေနဲ့လည်းအားပေးကြပါအောင်ရှင်။ကျေးဇူးများကြီးတင်ပါတယ်။